အင်အားအနည်းငယ်သာကြန့်ရှိတော့တဲ့ကြောက်ဖြူအခြေဆိုင်ခမာရ943တက်ရင်မှာရခိုင်လူမျိုးစစ်သားတွေရဲ့မိသားစုဝင်တွေကိုတက်ရင်အထဲမှာရှန်ထားကကြန့်လူမျိုးတွေရဲ့မိသားစုဝင်တွေကိုတော့တစ်ပုတ်တောင်ရေတက်ကိုပြောင်းရွှေ့သွားတယ်လို့သတင်းရရှိပါရယ်စစ်ကောင်စီတက်အထဲကရခိုင်စစ်သားတွေအထဲမှာတချို့စစ်သားတွေဟာတိုက်ပွဲမှာကြသွားပြီးတချို့ကတော့ရှေ့တန်းမှာရှိနေသေးတယ်လို့စစ်သားမိသားစုဝင်တွေနဲ့ရင်းနှီးတဲ့သူတွေကပြောပါရယ်ရခိုင်စစ်သားမိသားစုဝင်တွေဟာ ငါးလေးသုံးတက်ရင်အထင်းမှာပဲရှန်ထားခံကြရတာဖြစ်ပြီးတခြားလူမျိုးတွေရဲ့စစ်သားမိသားစုဝင်တွေကိုတော့တစ်ပုတ်တောင်ရေတက်ကိုခေါ်ထုတ်သွားတယ်လို့သူကဆက်ပြောပါရယ်ဒီလိုရှန်ထားခံကြရတဲ့ရခိုင်စစ်သားမိသားစုဝင်တွေဟာငါးလေးသုံးတက်ရင်ကအမျိုးသမီးတရားခိုးထွက်ချိန်မိုင်းနေမိကဒဏ်ရာရရှိတဲ့ဖြစ်စဉ်တစ်ခုလည်းရှိခဲ့တယ်လို့သိရပါရယ်ကျောက်ဖြူမျိုးနဲ့အခြေဆိုင်တည်ရင်တွေအထဲကြန့်ရှိခဲ့တဲ့ရခိုင်လူမျိုးမိသားစုဝင်တွေဟာသွာလာရေးတင်းကျပ်ခံနေရပြီ ပြင်ပနဲ့လည်းဆက်သွယ်ခွင့်မရတာကြောင့်စောင်းဝက်နေရေးကြက်တေးကအခက်အခဲရှိနေကြတယ်လို့ကြောက်ဖြူဒေသခံအမျိုးသမီးတယောက်ကနရင်းစရာကိုပြောပါရရှင်။